ားပါရှင်ခရစ်တက်တလီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြင်းချံမှာစကားစားနေတီရာယုံမှုပြူတွေကို လေးလာအတွင်တိုက်ခိုက်မှုမတန်အချို့ MPD တပ်ခွဲထုတ်ပြန်စွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းမြင်းကြံခရိုင်မှာအခြေဆိုင်တဲ့စားမဲပြည်သူကကွယ်ရေးတပ်ဖွဲ့မြင်းကြံဘလက်တိုက်ကောင်စစ်ကောင်စီနဲ့တီတာရုံမှပြူစောတီအဖွဲ့ပူပေါင်းတပ်တွေကိုလေးလာတာအတွင်းတိုက်ခတ်ချေမှုန်ခဲ့တဲ့ရုပ်တံမှတ်တမ်းအချို့ကိုအဆိုပါတပ်ကရမန်နီမှာထုတ်ပြန်ပါတယ် ပြီးခဲ့သည့်ဇူလိုင်လ31ရက်နေ့မှစတင်ကမြင်းချန်တထိုးကြီးလမ်းမိုင်းကိုအတိကထားကထိုးစစ်ဆင်လာပြီးကျင်းရွာတွေကိုမိဆွေဖြက်စီခဲ့တဲ့မြင်းချန်ပါတာစာပြူစောထင်းတီတာယူမုံနေပြည်တော်အထူးရဲကွန်မန်ဒိုတပ်နဲ့ခမာယ15မှာစက်ကောင်စီပူးပေါင်းတပ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိချိန်ထိလိလသာအတွင်မှာအစောပိုင်းစစ်ကောင်စီစစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲတွေအကျဉ်းချင်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်တိုက်စုံမှုတွေများပြားခဲ့သလိုဒရုန်းနဲ့အခြားခရဲပစ္စည်းတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲတွေအတွင်မှာမြင်းကြံကြမဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှလည်းထိခိုက်ကြဆုံမှုအချို့လည်းရှိခဲ့ပါတယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးကိုမြင်းကြံပလက်တိုက်ကတပ်ဖွဲ့နဲ့အတူဗိုလ်စားပြောက်ကြတပ်ဖွဲ့ဗိုလ်စားပြောက်ကြတပ်ဖွဲ့မြင်းကြံခရိုင်တိုင်းအချို့နဲ့အခြားတပ်ဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ်လက်ရှိမှာလည်းမြင့်ကြံကြမဲ့တပ်ဖွဲ့ဟာဆရာနာရှင်စနစ်အမြင့်ပြတ်ကြဆုံးရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EOS တွင်တောင်နှံမြေပြတ်မှတော်လန်ကြီးတပ်ဖွဲ့တွင်နေဆက်မျက်နှာပြင်းများစွာမှဖြန့်ကျက်ပြီးတိုက်ပွဲတွေပေါ်ဆောင်လျက်ရှိတဲ့လူအသိပေးထားပါတယ်ရှင်ဆလပင်ပြည်တယ်လူငယ်ခွင်နဲ့905ကအမှုရဲများကိုပိတ်ပင်းမယ်လို့စစ်ကောင်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ကဆောင်ပြောဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မျိုးသားညီညွတ်ရေးအစိုးရ NUG ကစေအိုစွီအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်သမားအဖြစ်ကြေညာပြီးနောက်ပြည်ထောင်လုံခြုံရေးအမိန့်နဲ့ရာသတ္တကြီးပုံမှာ905ကဖြင့်ဈာနာစစ်စစ်စဲအမှုများကိုပိတ်သိမ်းပြည်ဖြစ်ကြောင်းစစ်ကောင်မစင်းသတင်းထုတ်ပြန်ရေးအဖွဲ့ကဆောင်ပို့ချုံဆောင်မင်းထွန်းကပြောကြားပါတယ်ဒါအပြင်ရာသတ္တကြီးပုံမှာ905ကပြည်တန်းကြခံနေရသူများကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ၄နှစ်ခွန်နဲ့အညီလွှတ်ပေးမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ရေးအဖွဲ့ကဆောင်က ၎င်းတို့ပိုင်ရုပ်သံများမှသစင်ဇမန်နေ့နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်မကြာမီကျမမဲရွေးကောက်ပွဲမှာဆန္ဒမဲပေးနိုင်ရေးအတွက်ဇာတတကြီးပုံမှာ905ကားဖြင့်တရားဆွဲဆိုခံထားရသူတွေနဲ့ထွက်ပြေးသိမ်းဆောင်နေရသူတွေကိုအမှုမှလွတ်ပြေးဖို့အမိန့်ထုတ်ပြန်သွားမှာဖြစ်ပါတယ်ပြစ်ဒဏ်လုံငင်းခွင့်ရသက်ကြီးပုံမှ905ကဖြင့်အပြစ်ဒဏ်ကြာခံနေရသူတွေကိုလည်းခံဝင်နေအပြစ်မှလွတ်ပေးမှဖြစ်တယ်လို့ပုဂ္ဂိုလ်ဆောင်မင်းထွန်းကပြောပါတယ် 905ကဖြင့်တရားဆက်ဆိုခံထားရသူများနှင့်ပြည်ထောင်စခန်းနေရသူများစာရင်ကုန်ဇမန်နေည၈နာရီတရင်အပြီမှာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရပါသည်စစ်ကောင်စီ၏အတူအကြောင်းရွေးကောက်ပွဲအပိုင်းအသစ်ကိုလာမယ့်ဒီဇင်ဘာလ26ရက်နေ့မှာကျင်းပမည်ဖြစ်ပြီးကျင်းပရက်23ရက်သာလိုပါတော့တယ်ရှင်ဆလပင်နတ်တလေးမှာစစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးတင်စီရရှိ ပေါင်းတီမာလင်းစစ်သားများကိုမှန်ဆွဲတိုက်ခိုက်မှုတပ်ဦးတင်ဆုံဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ဘကုတိုင်းနယ်တလင်းမြို့နယ်ရှားဖြူကုန်းရွာရှိအကြမ်းမဆက်တဲ့ဂိတ်ကုန်းဝင်ရောက်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီးဆိုင်ကယ်၄စီးနှင့်ဖုံးတလုံးသေဆင်းရရှိခဲ့ကြောင်းဒေသရင်းစီသတင်းရင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ၂၆ရက်နေ့နနေ့စနေ့စက်တမနီခန့်မှာနယ်တလင်းမြို့နယ်ရှားဖြူကုန်းကျေးရွာရှိအကြမ်းမဆက်တဲ့စစ်စေးဂိတ်ကုန်းတော်လန်ရဲရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ်ထိုတိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်တပ်ဘက်မှ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကောင်ဒေသခံရှိဆိုင်ကယ်လေးစီးနဲ့ဖုံးတလုံးတင်စီရရှိခဲ့ကြောင်းသိရပါသည်ဒီနေ့နံနက်ပိုင်းမှာစားပြူကုန်းကျေးရွာကစစ်ခွေးစစ်စေးဂိတ်ကုန်းတော်လည်ရက်တဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးနှစ်ကောင်ထိခိုက်ဒဏ်ရာရပြီးနှစ်ကောင်သေဆုံးတယ်လို့သိရတယ်။နောက်ပြီးဆိုင်ကယ်လေးစီးနဲ့စကားပြောဆက်တလုံးလည်းတင်းစီရရှိတယ်လို့သိရတယ်ဟုဒေသရင်းစီရေးသတင်းစင်မြစ်ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတက်ခွဲချောင်းအေယာညီနောက်တပ်ဖွဲ့နှင့်နယ်တလင်းမြို့နယ်ဘာကဖာတို့ကပူးပေါင်းလုဆောင်ခဲ့ပြီးတော်လရင်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။အလားတူပဲခူးတိုင်ပေါင်းတီမြို့နယ်ပန်းသိမ်းမင်းကျေးရွာမှဆိုင်ကယ်များဖြင့်ထွက်လာသည့်အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတပ်ဦးတင်ဆုံးခဲ့ကြောင်းအမတ်နှင့်စစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါသည်။နိုဝင်ဘာလ26ရက်နေ့နံပိုင်းမှာပေါင်းတီမြို့နယ်ပန်းနေပင်ရွာမှာဆိုင်ကယ်များဖြင့်ထွက်ခွာလာသည့်အကြမ်းမက်စစ်သားများကို အမှတ်33ညာတည်တရင်ယုံရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းမဲ့စစ်သား2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကောင်တော်လရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။ ဆလပင်မင်တန်နဲ့ရေမာပင်မြို့နယ်စီကျေးရွာများကိုစစ်တကလေရင်ဂျိုင်ရိုကွန်ပျူတာဖြင့်ပုံကျဲတိုက်ခတ်မှုနေအိမ်များပြည့်စည်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ချင်းပြည်နယ်မင်တန်မြို့နယ်တိုင်နယ်နှင့်အတွင်းစီကျေးရွာများကိုစစ်တကလေရင်ဖြင့်ပုံကျဲတိုက်ခတ်မှုနေအိမ်များပြည့်စည်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ထံမှသိရှိရပါသည်။နိုဝင်ဘာလ25ရက်နေ့ည10:40မိနစ်နဲ့10:45မိနစ်ခန့်မှာအကြမ်းမဲ့စစ်တပ်၏တရက်ဦးလေးထံမှတက်လာသည့်ကြက်ဖိုင်နာတစ်စီကမင်တန်တိုင်နယ်နှင့်အတွင်းစီ ချင်းရွာတင်ရွာအနီးကိုဘုံလေးလုံးကျချတိုက်ခိုက်ကြောင်းထိုဘုံကျတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲချင်းရွာအတွင်းစီနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။အလားတူနိုဝင်ဘာလ22ရက်နေ့မွန်လွဲ2နာရီကျော်ခန့်ကလည်းတရအူးလေတံမှတက်လာသည့်အစမစတဲ့အစ်ဖိုင်နာတစီကမင်းတပ်မျိုးအနောက်ချမ်းတနေရာကိုလေးကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားကြောင်းအစမစတဲ့အစ်လေးကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။ ဒါအပြင်စကိုင်းတိုင်းရှိမှပင်မြို့နယ်ရှိကျေးရွာများကိုလည်းအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဂျိုင်းရိုကော်ပတာများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ် နိုဝင်ဘာလ25ရက်နေ့မှာအကြမ်းမတ်စစ်တပ်၏နာမခါမတက်လာသည့်ဂျိုင်ရိုကော်ပရာ3စီးကရဲမပင်မျိုးနယ်စီကျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းအကြမ်းမတ်စစ်တပ်၏လေကြောင်းတိုက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်ပြည်သူတွေထိခိုက်တာတော့မရှိပါဘူးစစ်ခွေးတွေလေကြောင်းတိုက်ခိုက်တာကလေကွင်းတွေထဲကိုပုံနေကြတယ်ထိခိုက်တရာရတာကပျက်စီးဆုံးရှုံးတာကမရှိဘူးလို့ဒေသပြည်သူတအူကပြောဆိုပါတယ်ရှင် ဆက်လက်ပြီးတဲကုန်းမြို့နယ်မှာဆိုင်ခဲ့ဖြင့်ကင်းလက်လာသည့်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဗမာတဦးတင်ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ပဲခူးတိုင်းတဲကုန်းမြို့နယ်မှာဆိုင်ခဲ့ဖြင့်ကင်းလက်လာသည့်အကြမ်းမဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရန်စစ်တပ်ဗမာတဦးတင်ဆောင်ခဲ့ကြောင်း363ညတည်တဲ့ရင်စစ်ထောင်လမ်းရင်းနှင့်တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါသည်။ နိုဝင်ဘာလ16ရက်နေ့ည7:00နာရီခန့်မှာတဲကုံမြို့နယ်ကန်ဒီတော်အုပ်စုမြင်းစေကုန်းကျေးရွာဘက်သို့ဆိုင်ကယ်ခွနစ်စီဖြင့်ကိပက်ရန်ထွက်ခွာလာသည့်စစ်သားများကိုတော်လရဲတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုမှန်စစ်တိုက်ခိုက်မှုအတွင်အကြမ်းမဲ့စစ်တပ်ဘက်မှ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတီကုန်းစစ်ရုံမှစစ်သား၃ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ရေမှန်စစ်တိုက်ခိုက်မှုအတွင်အကြမ်းမဲ့စစ်တပ်ဘက်ကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမိတော်လန်ရဲရဲဘော်များအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဧမန်ဆွဲတိုက်ခတ်မှုမှာစစ်ခွေး၃កောင်ထိခိုက်ဒဏ်ရာရပြီးတော့တီကုံစစ်ရုံမှာစစ်ခွေး၃កောင်တိဆုံနေလို့သိရတဲ့တော်လရဲရပေါ်တွေတော့ထိခိုက်မရှိပြန်လဲစုခွာနိုင်ခဲ့ပါတယ်လို့သုံးစားတုံညာတည်တဲ့ရင်စစ်ထောင်လက်ရင်းနဲ့တရင်းနဲ့ပြန်ချရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါတယ် အဆိုပါတိုက်ခတ်မှုကို view 21ကိုကဲမှုအစီပြီးခင်ရအမှတ်တင်33ညတဲ့တရင်တက်ခွဲ3နဲ့တက်ခွဲ5တို့ကပူပေါင်းလုံဆောင်ခဲ့ကြောင်းတော်လရဲ့တက်ဖွဲ့ဝင်များအနေဖြင့်စီရေးအစီအမြင့်တင်လာသည်နှင့်အမျှအကြမ်းမဲ့စစ်တပ်တက်ဖွဲ့ဝင်များကိုအချိန်မရွေးနေရာမရွေးပြက်ပြက်တတအရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်းရဲဘော်ရှယ်တို့ကဆက်လက်ပြောဆိုပါတယ်ရှင်။